ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရွှေဘိုရေဦးလမ်းပိုင်းမှာရိတ်ခါထုတ်ပြီးတော့ပြန်လာတဲ့ပြူစောတိကျော်ဝင်းလိုက်ပါလာတဲ့ကားကိုတိုက်ခိုက်ခဲ့ရာကားတစီတင်းစီရရှိခဲ့ပြီးတော့မိရှုရှင်းလင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့မှာပယံရွာပြူစောတိကျော်ဝင်းဟာရွှေဘိုမျိုးရင်းကိုတွားရောက်ပြီးတော့ရိတ်ခါထုတ်ပြီးပြန်လာတဲ့အချိန် တော်လိုင်းတပ်ဖွဲ့များကရွှေဘိုရေဦးလမ်းပိုင်းအရောက်မှာစီးကြုံတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာကားပေါ်မှာလိုက်ပါလာတဲ့ပြူစောထီးများဟာအထိကိမ်းများပြီးတော့၎င်းတို့စီးနေလာတဲ့ကားကိုလမ်းဘေးမှာဆွတ်ပစ်ပြီးထွက်ပြေးသွားတယ်လို့သိရပါတယ်။တိုက်ခတ်မှုအတွင်းမှာကားဟာလည်းပြက်စီးသွားပြီးတော့ရွှေပြောင်းနိုင်ရန်မလွယ်ကူနိုင်တဲ့အတွက်ကြောင့် မှတ်တမ်းများရယူပြီးတော့မိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကာကွယ်တပ်ဖွဲ့တွေဘက်ကရဲဘော်တအူးနင်းမိုင်းထိပ်ပြီးတော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပတ်ကဖတာဝန်ကြီးရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ PDO တိုင်နယ်ကပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ရွှေဘုံခရိုင်တပ်ရင်း၄နယ်နယ်မြေကပတ်ကဖများကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။